ကျန်တဲ့သတင်းဌာနအကြည့်ခွေးမသားတကောင်မှမထုတ်ပြန်ဘူးတော်လန်ရေးစတဲ့အကြည့်ခင်ဗျားတို့မီဒီယာတွေပေါ့ဟိုအာစစ်ခွေးဗနေရောက်သေသွားပြီလို့အာဗမာစစ်ပွဲတွေဖြစ်လို့တိုက်ပွဲတွေဖြစ်လို့ပြည်သူတွေတပြေးချင်းချောင်းရင်းနဲ့တော်လန်ရေးတပ်ဖွဲ့တွေကဂျာပြတ်တိုက်ခိုက်တာဘလောက်သေသွားပြီလို့စောက်တလဲရှောက်ပြောတယ်အများကြီးပဲခင်ဗျားတို့အဲ့ဒီခေတ်သစ်မီဒီယာဆိုပိုဆိုးမလားမသိတော့ကျွန်တော်လုံးမင်္ဂလာပါခုခေါမှာတော့ခေတ်သစ်သတင်းတွေကိုကြည့်ပြီးတော့အသာဖြစ်နေကြတဲ့ညီပိအဖွဲ့တွေကိုတော်လန်ရေးလုပ်နေတဲ့နန္ဒိုင်အောင်ကတော့ထည့်ပြောပြီးကြပါတယ်လုံးနားထောင်ကြည့်အောင်ခင်ဗျာ ကျွန်တော်တခုပြောပြမယ်အညာကိစ္စပေါ့ဗျာအညာကိစ္စအဲခြိုက်တဲ့နဲ့ညှိနှိုင်းဆောင်ရွက်မှုတွေလုပ်နေတယ်တချို့ခင်ဗျားတို့မြေပြင်မှာလည်းမရှိကြဘူးမြေပြင်ကရဲဘော်တွေနဲ့လည်းချိတ်ဆက်မှုအားနဲ့ကိုတိတဲ့အဖွဲကတစ်ဖွဲနှစ်ဖွဲပေါ့ဗျာအများဆုံးခင်ဗျားတို့တိမှာ၅ဖွဲပေါ့နောက်ဆုံးအကုန်လုံးပြောရရင်၁၀ဖွဲပေါ့ဗျာခင်ဗျားတို့တိရဲ့ PTF အဖွဲတွေ၁၀ဖွဲပေါ့နော်တခါတလေကြလို့ရှိရင်ပြပမှာနေပြီးတော့ဟို ဒေါ်လာလေး1000လူလိုက်900လူလိုက်20လူလိုက်30လူလိုက်နဲ့ဟိုဒီစစ်ကောင်းဆောင်တွေဘက်မှာပေါ့အခုအညာမှာရှိတဲ့စစ်ကောင်းဆောင်တွေဘက်မှာသူကဒေတာဆွဲရှိတယ်အညာသားတွေကတိုင်းရင်းသားတွေစိုးတယ်ခင်ဗျားတို့တိုင်းရင်းသားတွေပြောရင်ဟိုကရင်နားတစ်ဖက်ပိတ်တာတို့ရခိုင်တွေကတမျိုးတည်းပဲတို့အာတိုင်းရင်းသားတွေပြောရတာမလွယ်ဘူးလို့မပြောနဲ့အညာသားတွေလက်ပေါက်ပို့ခတ်တယ်ကျွန်တော်ပို့သိတာပေါ့နော်အညာမှာဒေတာအစုံနေရာအစုံမှာကျွန်တော်ရောက်ဘူးတဲ့မရောက်ဘူးတဲ့နေရာခက်ရှားရှားရယ် နေ့ကအောင်မှာ6ပတ်မှာဆစ်ဖြစ်တယ်ကိုဘကရဲဘော်တွေကြားတယ်သတင်းဌာနတွေအကုန်ကြီးလိုက်တယ်ခွေးလုံးမသာသတင်းဌာနတွေကတစ်ခုနှစ်ခုလောက်တော့ကိုလည်းတကယ်တော်လိုင်းရင်းမှာပါတယ်မြေလက်တံတို့ပါလို့လောက်ပဲအဲအဲ့ဒီသတင်းကိုထုတ်ပြန်တယ်ကျန်တဲ့သတင်းဌာနအကြီးတယ်ခွေးမသာတကောင်မှမထုတ်ပြန်ဘူးတော်လိုင်းရင်းစတဲ့အကြီးတယ်ခင်ဗျားတို့မီဒီယာတွေပေါ့ဟိုအာစစ်ခွေးဗနေရောက်သေသွားပြီလို့အဲဗမာစစ်ပွဲတွေဖြစ်လို့တိုက်ပွဲတွေဖြစ်လို့ပြည်သူတွေ စတပြေးချင်းချောင်းရင်းနဲ့တော်လန်ရေးတက်ဖွဲ့တွေကဂျာပြတ်တိုက်ခိုက်တာဘလောက်သေးပါရီလို့စောက်ကလေးရှောက်ပြောတယ်အများကြီးပဲခင်ဗျားတို့အဲ့ဒီခေတ်သစ်မီဒီယာဆိုပိုဆိုးမလားမသိတော့သူပြောနေတဲ့ဟာနေတိုင်းရေးနေတဲ့အဲဟိုရန်သူအသေးပြောက်စင်းကိုကျွန်တော်တို့ပြန်တွက်ကြည့်တာဟိုထောင်ထဲမှာနေရတာပေါ့နော်ထောင်ထဲမှာနေတိုင်းလို့လို့ကျွန်တော်တို့ရှိလို့လဲစာပြတ်တွေရောက်ပါတချို့ရတယ်ပြောကြတာတရင်အရင်မြစ်ကိုပြောတာ မနေ့ကကျွန်တော်ပြောခဲ့တယ်အေးရဲဘော်တွေထိခိုက်ကြဆုံးတဲ့ဘာညာပေါ့ဗျာတမဲတသက်ဖွာလိုက်တာစောင့်မကတ်သွားတာအတော့အေးရဲဘော်တွေပါပါတယ်ဖန်းခါတာသူတို့လည်းသိတယ်သူတို့လည်းသိတယ်အေးရဲဘော်မှန်းလည်းသိတယ်ရခိုင်အေးမမို့ KI ရောအတူတူပေါ့ KI ရောအေးရော TNL ရောကအညာတွေတာမှရှိရဲ့အဲ့ဒီအဖွဲတွေအကုန်လုံးတင်တန်းပေးတယ်ယုံကြည်စိတ်ချရင်လက်နက်ပေးပြီးတော့အတူတူတွဲခေါ်တယ်လက်ရှိလည်းအေးဘက်မှလည်းရှိသလို TNL ဘက်မှလည်းအမာခံတွေရှိတယ် ါပေမဲ့အချင်းချင်းကြပြိပခါအရန်ကြီးရနားလည်းမှဝေဘာနာကောင်းတယ်နားလည်းမှပြောကြတာကောင်းတယ်တချို့ကိစ္စတွေမှာအခုဆိုပီအန်လီဆိုလို့ရှိရင်တို့ကျွန်တော်ကတော့ပြောရမယ့်အချိန်တန်ပြီဆိုပြီးတော့ကျွန်တော်နည်းနည်းလေးတော့ထုတ်ပြောမယ်နော်ဒီနေ့ပီအန်လီဆိုရင်တို့ကကိုမြင်းနဲ့တို့ဆွဆွဲကျင်ကြရတယ်ဒါပေမဲ့ဟုတ်ရင်လည်းဟုတ်မှာပေါ့ကျွန်တော်တို့ចောင်းသားဘက်ကလာတာပီအန်လီဆိုတာကနည်းနည်းမှတ်တာခင်ဗျားတို့အဖွဲတွေမသိရင်အဖွဲတွေရဲ့နာမည်ကိုပြောပြမယ် နော်ပြည်သူလူမျိုးရေးတပ်ဖွဲ့ PNL ဆိုတာဒါကျွန်တော်တို့တည်းကရဲဘော်ဖြစ်တဲ့နှင်းအောင်ပေါ့ဗျာဒါရဲဘော်နှင်းအောင်ဆိုတာဘာခတာရဲဘော်တယောက်အခုဒီ PNL ဆိုတာဘာခတာရဲဘော်တင်တဲ့ဒါအစုဖွဲ့ထားတာနော်ဒါလက်ဝဲကိုတော်တော်ဂျိန်းတယ်လက်ဝဲတော့ဂျိန်းတယ်သူ့ပြင်မဲ့ကျွန်တော်တို့သွားမှာ Federal ဝဲသွားတာနော်ကျွန်တော်ကဘာကို highlight လုပ်ခြင်းလဲဆိုတော့ media တွေကို highlight လုပ်ခြင်းလဲ media တွေကို highlight လုပ်ခြင်းလဲ media တွေမှာအခု အဲ BOE တို့ RFA တို့ BBC တို့ဘာလို့ညာတို့သတင်းဌာနတော်တော်များများကိုကြည့်လိုက်တယ်။စောက်ချိုးပြည်တဲ့သတင်းမီဒီယာကျွန်တော်တို့ကသတင်းနားထောင်တဲ့သတင်းဖတ်တယ်ဆိုတာနားထောင်တဲ့သတင်းကိုနားထောင်တာ။ကြည့်တဲ့သတင်းကိုကြည့်ရ။ခေတ်တက်ကနေပြီးတော့တတ်လိုက်တဲ့အသက်ကလေကျွန်တော်တို့ဒီတက်မတော်ရဲ့ဖွဲ့စည်းပုံကဗမာစစ်တပ်ရဲ့ဖွဲ့စည်းပုံကပ80ခန်းငယ်66ဆိုတာရှိတယ်။အဲ့ဒါဥရုနေဝင်လက်ထက်ကနေလို့ပြင်ဆင်ဖွဲ့စည်းလိုက်တဲ့1980ခုနှစ်တက်မတော်ဥပဒေလိုခေါ်တယ်ကျွန်တော်အများကြီးခဏခဏပြောလို့ရှိတယ် နောက်ပြီးလို့ရှုပ်ရှုပ်ချင်းရဲ့စလိန်2001ဆိုပြီးတော့တန်းရွှေက2002မတိုင်ခင်ထောင်လိုင်းကိုဖြုတ်ချတော့မှ2004ခုနှစ်ပေါ်တော့ဒီဘက်ရေးကင်းမစခင်မှာအမေရိကန်နိုင်ငံလိုမျိုးအဲစတန်ဒတ်အာမီဖြစ်အောင်လို့ဖွဲ့စည်းခဲ့တယ်စလိန်2001တက်မတော်အဥပဒေကိုဒုတိယတစ်ကြိမ်ထပ်မံဖြည့်ဆွတ်ပြင်ဆင်ပြီးတော့စုဖွဲ့ခဲ့တဲ့တိုင်းရင်းတပ်ဖွဲ့တွေတိုးလာအောင်ပေါ့အာဒါကစားတွေဘလို့တိုးလာလဲလို့ဆိုတာကနေဝင်းလောက်ခဲ့တာ1981 82ကပေါ့နော်ဒါတွေတမိုင်းနေပြန်ပြောရတော့အများကြီးပဲ ကျွန်တော်ကဆိုလိုချင်တာကဟိုပြည်သူလူထုကိုတရင်အမှားမပေးဘူးအမှန်တန်အရေးကြီးတယ်ပြီးတော့အနောက်နိုင်ငံတွေဆိုတာကကျွန်တော်တို့တိုင်းပြည်ပေါ်စေတနာရှိတာမဟုတ်ဘူးအခုအိန္ဒိယဒုက္ခရောက်နေတယ်တရုတ်ဒုက္ခရောက်နေတယ်ခင်ဗျားတို့မသိကြလေအများကြီးဒီတော်လန်ရေးကာလမှာအဲ KNU ကိုကျေးဇူးတင်တယ်ရခိုင်တော်အေကိုကျေးဇူးတင်တယ်ကျွန်တော်ကျေးဇူးတင်ထိုက်တဲ့အဖွဲ့အစည်းတွေကိုပြပြသားသားကျေးဇူးတင်မယ်ရခိုင်တော်အေကိုကျေးဇူးတင်တယ်ကယန်ယူကိုကျေးဇူးတင်တယ် ကျေးဇူးတင်လို့ရတဲ့အဖွဲ့အစည်းနှစ်ဖွဲ့ပဲရှိသေးတယ်။ဒါခင်ဗျားတို့အတွင်းကြကြမသိတော့ဟိုတမိုင်းမသိတဲ့အခါကျတော့တချို့စစ်တိုက်နေတဲ့အကောင်တွေကိုတကယ်တိုက်နေတာလားလို့ထင်ရတဲ့အထင်မြင်ယူဆချက်မျိုးတွေရှိတယ်။ကျွန်တော်တို့တော်လိုင်းကြီးကသေနေပြီဗျ။ဗမာတွေဥဆောင်တဲ့ຫນွေဥတော်လိုင်းကြီးဆိုတာသေနေပြီ။၃၀၂၇စစ်စင်ပထမလိုင်းကြီးစတင်တဲ့အချိန်မှာအဲအသက်ပြန်ဝင်ခဲ့တယ်ပေါ့။အဲဒီအချိန်မှာကြော်လဲရောထိုင်တဲ့ခွက်ခေါက်တဲ့အဖွဲ့တွေကလည်းအဲပါဝင်ခဲ့တယ်ပေါ့။ကျွန်တော်တို့ကြားမှာပြိပခါတွေရှိတယ် ကျွန်တော်တို့ကရန်သူမရိတ်စားမိအောင်တချို့ကြံစည်တွေဖုံးဖိပြီးတော့အားတင်းပြီးတော့တွားနေရတယ်အများကြီးပဲကျွန်တော်တို့ပြောချင်တာကစစ်မတိုက်လို့စောက်စကားများနေတာချင်းချင်းလေးစစ်တိုက်ရင်ဘာစောက်စကားမှများစရာအကြောင်းမရှိဘူးဟုတ်ကဲကျွန်တော်ဆက်လက်ပြီးတော့စနိုက်ပါဆွေးတဲ့ဒရင်လေးတွေကိုဆက်လက်ပြီးနားထောင်ကြည့်အောင်ခင်ဗျ ပြောပြခင်ဗျာရှင်ကျွန်မခုတင်ဆက်ပေးမှာကတော့ငလင်းနဲ့တော့မသက်ဆိုင်ပါဘူးရှင်။စီရီးနဲ့နိုင်ငံရေးနဲ့သက်ဆိုင်တဲ့သတင်းလေးပေါ့နော်။အဲ့ဒါတော့ last show က MNDA တွေတဲ့ကိစ္စဝင်ရှင်။အခု MNDA ရဆိုရင်စုပ်ခွာဖို့တော့ကိုပြင်ဆင်နေကြတာကိုမိဘပြည်မှာသိပါလိမ့်မယ်နော်။ last show မျိုးကလည်းပြန်လဲစုပ်ခွာတော့မှာရှင်။ဖြစ်ကောင်းပါတယ်ပေါ့နော်။ကျွန်မတော့ကောင်းပါတယ်ပေါ့။ဒါစစ်တယ်မဖြစ်ပဲနဲ့လို့အေဂျင့်ပြီးတော့လည်းကောင်းတယ်ပေါ့ရှင်။အဲ့လိုတွေးပါတယ်။အဲ့ကျွန်မသတင်းလေးခုတွေးလိုက်တယ်။အဲ့ဒါပါလဲဆိုတော့ဒီ MNDA ကနေပြီးတော့ပေါ့နော်။သူတို့လှုပ်တဲ့အဲ့လေကိုကန့်တက်ရဲ့သူရဲကောင်တဲ့။ အောက်မေ့ပေါ်ရအခမ်းနာတဲ့ဒီလားဟဲ့အခမ်းနာလေးကိုသူကကျင်းပသွားပါတော့အဲ့ဒီအခမ်းနာဆိုတက်တုံညာနဲ့ကိုစစ်စင်အတွင်းမှာတဲ့တိုက်ပွဲမှာကြာဆုံးသွားတဲ့သွဲကောင်းရဲပေါ်လေးအောက်မေ့တန်တခြင်းအခမ်းနာပေါ့နော်အဲ့မတတ်တက်ပုံလေးကျမပြပြပြမယ်ရှင်ရန်လုံးကျိုင်းသွဲကောင်းပိတ်မယ်မှာသူကျင်းပခဲ့တာဖြစ်ပါတယ်မိမပြည်လို့မြင်တဲ့တိုင်မှာပဲအုတ်ကူအရေးအတွက်မနေဘူးရှင်ဒီလားပြီးတော့ဒီအုတ်ကူတွေဟာဆိုရင်သူတို့ကိုကန့်လူမျိုး MNDA တွေရဲ့အုတ်ကူတွေရှင်သူတို့အတွက်တိတ်တဲ့သူတို့အတွက်တိုက်ပေးသွားတဲ့ PDF တွေရဲ့အုတ်ကူတွေမပါအောင်ရှင် PDF တွေရဲ့အလောင်းတွေကတက်တက် အလောင်း10လောင်း15လောင်းစုပြီးတော့မြှောက်ထားတာတသက်ရှိနေတယ်။ဒါတွေကြောင့်သူကစင်းရင်သွင်းပြီးအုတ်ခုမသွင်းသေးဘူး။ပေါ့နော်ဒီတော့ဒီသူတို့ပြောတဲ့တက်တုံညာနှစ်ကိုစစ်စင်ရေးမှာဒေဆုံးခဲ့ရတဲ့သူတွေပေါ့နော်ဒီတော့ကျွန်မပြောချင်တာကတော့စစ်တိုက်ပဲဆိုတာကအားလုံးကအချိုးစည်းဘွားအတွက်တိုက်ကြတာပဲစစ်ဆိုတာလေအချိုးစည်းဘွားအတွက်တိုက်ကြတာကျွန်မပထမပြောသူအမှန်တရားနှစ်ခုဆုံးလို့ရှင်စစ်ဖြစ်တတ်တယ်ဒီတော့သူတို့ကလည်းသူတို့အမှန်တရားနဲ့သူတို့စစ်တိုက်ကြတယ်ပေါ့ရှင်သူတို့မှန်တယ်ပေါ့ဟုတ်ပြီထားပါတော့သူတို့အမှန်တရားသူတို့အမှန်တရားပါလဲဆိုတော့ ကိုကံမှာကိုပါအုပ်ချုပ်ခွင့်ရဒေသဆိုတာရှိရဲ့ရှေ2008ခုနှစ်ဖွဲ့စည်းပုတ်အခြေခံဥပဒေအရကိုကံကိုပါအုပ်ချုပ်ခွင့်ရဒေသကရှမ်းပြည်နယ်မှာမြို့နယ်နှစ်ခုရှိအဲ့ဒါပါလဲဆိုတော့လောက်ကန်နဲ့ကုန်းချမ်းနဲ့ဒီတော့သူတို့ဟာဒီလိုမျိုးကိုပါအုပ်ချုပ်ခွင့်ရဒေသထက်ပုံမလို့ခြင်းနဲ့အတွက်ဒီစစ်ပွဲကိုတိုက်တာဟုတ်တယ်နော်ဒီတော့သူတို့စစ်တိုက်ခဲ့တယ်အခုကိုကံနေလဲတည်ကြတယ်ဗီတက်တွေတည်လာတော့စင်းနဲ့မထည့်လာတဲ့အတွက်ဘလောက်ဆိုတော့ကျွန်တော်လည်းမတွက်တက်ဘူးပေါ့နော်ဒီတော့တည်ကြတယ်ဆိုရင်သူတို့တွေကကိုကံလူမျိုးတွေကြားထဲမှာအသက်အိုးရေးစီစဉ်ပျက်စီးရတဲ့ရှိရဲ့ အိမ်တွေပြတ်သွားတဲ့ရှိရပေါ့နော်သူတို့ပိတ်ဆက်လိုက်ရတဲ့အများကြီးသူတို့ရရှိလိုက်တဲ့အစိုးမျက်ကိုကြည့်ရအောင်သူတို့စစ်တိုက်ခဲ့တဲ့အတွက်ဘာအစိုးမျက်ရခဲ့လဲဆိုရင်ဘာပြည်နယ်မှာဘာမြို့နယ်မှာသူတို့ပိုရခဲ့တာမရှိဘူးအခုလာရှိကနေတော့စုတ်ခွာရတော့မယ်သူတို့ရဲ့ငကိုပိုင်ဆိုင်မှုကုန်းချမ်းနဲ့လောက်ကင်အတိုင်းပဲသူတို့ဆုံးရှုံးမှုအများကြီးကြုံပြီးရဲ့နောက်မှာသူတို့ရဲ့ပိုင်ဆိုင်မှုကကုန်းချမ်းနဲ့လောက်ကင်နဲ့ရှိတယ်အလကားအသက်တွေပေးလိုက်ရတာရှင့် ကြားရရအလကားအသေးခံနဲ့ PDF တွေကတော့ဖဲ့သွင်းစဉ်းစားပြောဆိုလို့တော့မတက်တော့ဘူးကျွန်မသူတို့ရဲ့ညံ့နာဆုံးရှုံးမှုပေါ့နော်ဘလို့မျိုးစကလုံးနဲ့ပုံဖော်ပေးရမယ်ဆိုတာမပြောတတ်တော့ဘူးသူတို့ရဲ့ဆရာဖြစ်တဲ့ MND တွေတောင်မှလိုချင်တာမရတော့တာသူတို့ဆိုပိုးဆိုးပေါ့ရှင်ကျွန်တော်တို့ကတင်ဆက်ရတဲ့မြညာတက်ဖျက်ပန်းဆက်ပေးမယ်ရှင်မြန်မာတက်မော်မှာလည်းဆုံးရှုံးမှုတွေရှိရဲ့နော်တက်မော်သားတွေတက်သိဆုံးတာရှိရဲ့โอเคဒါဆိုမြန်မာတက်မော်ရဲ့မူလကြီးရဲ့ချက်ကပါလဲဆိုနိုင်ငံတော်ကာကွယ်ရေးဒုတာဝအရေးသုံးပါးကိုသူကဥထိပ်ပန်ဆင်တာဒုတာဝအရေးသုံးပါးကပြည်တော်စုမပြုတ်ွဲရေး ဆိုတော့ဒီစစ်ပွဲအားလုံးပြီးသွားတဲ့အချိန်မှာအခုပြည်တော်စုကြီးပြိုကွဲသွားလားပြိုကွဲဒါဆိုရင်သူ့ရည်မှန်းချက်နံပါတ်တက်အောင်ပြင်သွားပြီတိုင်းသားစီလုံးညီမျိုးမျိုးကွဲရေးပြည်တော်စုမပြိုကွဲမှတော့တိုင်းသားရည်လည်းခွက်ထွက်လို့မရအောင်လေပြိုကွဲလို့မပြိုကွဲဘူးလေဟုတ်တယ်မလားပြီးတော့မြမတံတော်မှာအခုချိန်ကြီးတိုင်းသားပေါင်းစုံတာဝန်ထမ်းဆောင်နေစေဖြစ်တဲ့အတွက်တိုင်းသားရည်စီလုံးညီမျိုးနေပဲဒေတုံးပဲဆိုတာကတက်တေပြကြတဲ့ခုနေနဲ့ထားလို့ရရဲ့ရှင်တက်တော်ရဲ့မှာရခိုင်လူမျိုးတွေအားလုံးလှုပ်ထွက်သွားတာရှိလားမရှိဘူးကချင်လူမျိုးတွေအားလုံးလှုပ်ထွက်သွားတာရှိလားမရှိဘူး တိုင်းသားအလုံးတာဝန်ထမ်းဆောင်နေအောင်မဲ့သူ့ရာထူးနေသူဒါဆိုရင်တိုင်းသားစီလို့ညီညီမုံပြိုကွဲဆိုမှန်တရားပဲပေါ့သူစောက်ထိတ်နိုင်ခဲ့တယ်ဆိုမှန်တရားပဲပေါ့မြန်မာနိုင်ငံမှာရှိတဲ့တိုင်းသားတွေလည်းကိုပြင်းနေကိုနေကိုပြန်နေတဲ့အခြေအနေတွေဖြစ်သွားတာမဖြစ်ဘူးလေအလုံးရောနှောပြီးနေနေတော့မဲ့ဒါဆိုရင်တိုင်းသားစီလို့ညီညီနေတော့မဲ့ပေါ့အဲ့လိုတွက်ချက်လို့ရရလေဟုတ်တယ်မလားဒါတက်တေပြချက်တွေအမှန်တရားတွေပဲရှင့်စဉ်းစားတတ်မယ်ဆိုစဉ်းစားလို့ရတဲ့ကိစ္စတွေဟုတ်တယ်နော်ဒီတော့နောက်ဆုံးတစ်ခုဖြစ်တယ်အချုပ်ချာအာနာဒီတဲ့ခိုင်နေရအောင်အချုပ်ချာအာနာကျွန်တော်ပျက်စီးသွားလား အဖြစ်စီဖွဲ့စည်းပုံခြေကဥပဒေ2008ထဲကဖွဲ့စည်းပုံခြေကဥပဒေတည်းကအတိုင်းမှာအားလုံးအရင်တိုင်းတရှိနေတော့မယ်ဒီတော့စစ်ပွဲတိုက်ရလာခြင်းအတူတူမြန်မာတပ်မတော်ကသူ့ရဲ့ကာကွယ်ရေးတောင်းပန်ကိုသူ့ပြေဝထမ်းဆောင်နိုင်ခဲ့ပြီးတော့ဒီဘက်က MNDA တွေကတော့သူတို့လိုချင်တာမရတော့အောင်ရှင်ဒီတော့ဘသူရှုံးတာလဲစဉ်းစားကြည့်ကိုလိုရမဲ့တောင်းကိုကိုပြေဝကာကွယ်နိုင်ခဲ့တဲ့သူကနိုင်တာလေရှင်းရှင်းလေးရှင်းအနိုင်ရှုံးအဲ့လိုခွဲရတယ်တိလာဒီတော့အခုဖြစ်စင်မှာ MNDA တွေရှုံးသွားတာသူတို့လိုချင်တာဘာမှမရလိုက်ဘူးငကိုတိုင်းဒုံရေးတိုင်းပဲပြန်သွားတာ တက်မတော်ကတော့သူ့ရဲ့ကာကွယ်ရေးတာဝန်သူပြေဝထမ်းဆောင်နိုင်လိုက်ရတဲ့အတွက်တက်မတော်သားတွေရဲ့ဆုံးရှုံးမှုကနိုင်ငံတော်အတွက်ကိုအကျိုးရှိသွားတယ်။ MNDA တွေရဲ့ဆုံးရှုံးမှုကသူတို့အတွက်လည်းအကျိုးမရှိဘူးနိုင်ငံတော်အတွက်လည်းအကျိုးမရှိဘူးသူတို့ပြည်သူတွေအတွက်လည်းအကျိုးမရှိဘူးနောက်ဆုံးကိုးကန့်လူမျိုးတွေအတွက်တောင်မှအကျိုးမရှိခဲ့ဘူးရှင်။ဒီလိုမျိုးစဉ်းစားသုံးသပ်တတ်မယ်ဆိုရင်စစ်ပွဲတွေတိုက်ရတဲ့ရည်ရွယ်ချက်တွေကိုပြန်လည်စဉ်းစားဖို့လိုလာပြီရှင်။ကျမပြောသလိုပဲစစ်ကိုဘလို့ပဲတက်တိုက်တက်မလို့ကတော့သူ့ကာကွယ်ရေးလုပ်ငန်းစဉ်လုပ်ပါပဲဒီတော့သူ့ကာကွယ်နိုင်နေဆိုသူ့တာဝန်ကျေတာပဲသူ့ဆုံးရှုံးမှုကတန်ဖိုးရှိတာပဲလို့ကျမတို့ပြောလို့ရတယ် ော်ဒီတော့စစ်ပွဲတွေတိုက်တဲ့သူတွေကလိုချင်တာရပြီလားမရသေးဘူးဆိုအဲ့ဒါရှုံးရှုံးနေတာလိုချင်တာရတော့မှနိုင်တယ်လို့ပြောအဲ့တော့ရှုံးတာကအကြိုက်ဆိုမကောင်းလေနိုင်ငံတော်ကဒါလိုက်ပြီးတော့ရှုံးနေရသူတွေအတူတူလေဒါလေးတော့စဉ်းစားဖို့လိုတယ်ကျမအနေနဲ့တခါလေးနမိတ်ဖက်စကားလိုပဲပြောပြောပြောပြလိုက်မယ်ရှင်ညီမတက်တော့ဘယ်တော့မှဖြိုချလို့မရအောင်ရှင်ညီမနိုင်ငံမှာအဲ့ဒါကိုဒီ9နှစ်အတွင်းမှာတက်တေပြချက်လေးအများကြီးနဲ့သိပြီးပြီမို့လားဘာလို့ဆက်ပြီးတော့မိုက်နေအောင်မလဲသူတို့စဉ်းစားတက်သွားဆိုတော့လေနိုင်ငံတော်ကြီးအေးချမ်းတာပါရှင်မစဉ်းစားတက်ဆိုတော့ဆက်မိုက်ကြဖို့ဒါပဲရှိပါတယ် เนาะကျွန်မဒါလေးပဲတင်ဆက်ခြင်းလေဒီနေ့မှာတော့ကျွန်မတင်ဆက်မှုလေးကငလင်အတွက်ဆိုတာထက်နိုင်ငံတော်အတွက်ရှေ့လျှောက်စဉ်းစားမယ့်ကိစ္စလေးတွေကိုကျွန်မပို့ပြီးတော့တင်ဆက်ပေးတာဖြစ်ပါရှင်။ကျွန်မတို့ဒါလေးတွေကိုပဲအခြေခံစဉ်းစားပြီးတော့ကျွန်မတို့နိုင်ငံတော်ဘာလုပ်တင်လဲဆိုတာလေးကိုစဉ်းစားကြရမယ်။ဒီလိုစဉ်းစားတတ်တော့မှာကျွန်မတို့တိုင်ကြီးအေးချမ်းပါ။အေးချမ်းတဲ့တိုင်ကြီးမနေချင်းလား။ပြန်စဉ်းစားကြည့်ပါဦး။အေးချမ်းတဲ့အချိန်နေခဲ့ဘူးလားပဲပြန်စဉ်းစားကြည့်ပါဦးရှင်။မပြောလားအေးချမ်းကြီးကိုအေးချမ်းကြီးပြန်မလို့ချင်းဘူးလား။လိုချင်တယ်ဆိုနည်းနည်းစဉ်းစားကြတော့အုံနောက်ကိုတုံးကြ။ဘယ်ဖွဲ့ကိုအားပေးပြီးဘယ်ဖွဲ့ကိုရှုံချမယ်ဆိုတာစဉ်းစားကြတော့ရှင်။ ဒါလေးပဲကျွန်မသတင်းသုံးသပ်ချက်လေးအနေနဲ့ message လေးပေးခြင်းနဲ့ကျွန်တော်တို့